မင်္ဂလာပါရှင်။ဘာမခိတ္တတရင်ဌာနကနေဒီဇင်ဘာလ1ရက်နေ့စေဝင်စားပွဲထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မိုးကုံမြို့မှာမိုးမိတ်မြို့ဘက်သို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကို KIAPDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်မှု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးအတီးပြုတ်တဲ့ဆွေတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမိုးကုံးမြို့မှမိုးမိတ်မြို့ဘက်သို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင်ဒေါ်လန်ရေးပူပေါင်းတပ်များကကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းဒေါ်လန်ရေးတရင်ရင်းမြစ်ကပြောဆိုပြီးအဆိုပါတရင်မှာမှန်ကန်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ကလည်းအတည်ပြုလိုက်ပါတယ်။ဂျပန်နေနိုဝင်ဘာလ30ရက်နေ့ည8:00နာရီအချိန်မိုးကုံးမြို့ဘက်မှမိုးမိတ်မြို့ဘက်သို့ထွက်လာသောစစ်တပ်စစ်ကြောင်းနှင့် KIA KPDF အပါအဝင်ဒေါ်လန်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အဆိုပါတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေစေဖြစ်ကြောင်း KIO KIA တို့ရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါတယ်။မနီညာ၈တာရီဝင်းကျင်မိုးကုတ်ကနေမုံမိတ်မြို့သွားတဲ့လမ်းအကြားမှာတိုက်ပွဲ ဖြစ်တာပါ။ကျွန်တော်တို့လည်းအသေးစိတ်မသိရသေးဘူး။အဲ့ဒီဘက်ကဖုန်းလိုင်းတွေကတ်တော့တဆင်ပြီးတဆင်မေးမြန်းနေရတယ်။အဲ့တော့မိုးကုတ်မုံမိတ်အကြားလမ်းမှာတိုက်ပွဲဖြစ်တာကိုပဲကျွန်တော်တို့ပြောနိုင်တဲ့ဟုဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါတယ်။ ပုံမူကြီးနော်ဘူကနိုဝင်ဘာလစံပိုင်းတရင်ဌာနနဲ့ဆက်သွယ်မေးမြန်းချက်တွင် DNL စုပ်ဖွာမဲ့မိုးမိတ်မျိုးမှာ APSDF နဲ့ PDF တို့ကို KIA ကစီရင်ခုညီမီဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။မိုးမိတ်မျိုးနယ်တွင် KIA တရင်များရှိပြီး APSDF PDF တို့နဲ့အတူပူးတွဲရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် DNL စုပ်ဖွာမိမိုးမိတ်မျိုးနဲ့ပတ်သက်၍စီရင်အရဆောင်ရွက်ရန်မရှိတော့လဲ APSDF နဲ့ PDF တို့၏စည်ရေးလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဟိုမူကြီးနော်ဘူးကပြောဆိုပါတယ်။မိုးမိတ်မြို့တဲမှာကျွန်တော်တို့ KIA တပ်ရင်း34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူတူနေတယ်။အခြေချထားတယ်။မိုးမိတ်မြို့နဲ့ပတ်သက်လို့ဒီတက် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်။မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသောအခြေအနေများအရာ ဤတို့ပင်အခက်အခဲဖြင့်ကြုံတွေ့စေကမူပြည်သူနှင့်တသားတည်းရှိနေမည်ဖြစ်ကြောင်းထို့ပြင်စစ်ကောင်မရှင်လက်အောက်သို့မကြရောက်စေရန်နှင့်ဒေါ်လာရီအောင်မြင်မှုပန်းနိုင်စီသို့အမြန်ဆုံးရောက်ရှိစေရန်ဒေါ်လာရီညီနောင်မဟာမိတ်များနှင့်အတူဂူပောင်၍အောင်မြင်မှုရသည့်အထိဆက်လက်ကြီးတက်သွားမည်ဖြစ်ကြောင်းကတိသစ္စာပြုထားပါသည်။ TNL ကအော်တိုဘာလ29ရက်နေ့တွင်တရုတ်ဤဂျာဝင်စစ်စစ်မှုဖြင့်စစ်တပ်၏အပြစ်ခတ်ရက်စဲလိုက်ပြီးမိုးကုံနှင့်မိုးမင်းမြို့များမှပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းတရုတ်ဝင်ထုတ်ပြန်ကြေညာထားပါသည်။ ဆက်လက်ပြီး၆ဦးမြို့နယ်၆မနားရွာကိုစစ်တပ်ကဂျိုင်းရိုကော့ပတာနှက်စီးဖြင့်ဖုံးကျဲမှုပြည်သူ၂ဦးသေဆုံးပြီးနေအိမ်များစွာပျက်စီးတဲ့ဆွေတရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်း၆ဦးမြို့နယ်၆မနားရွာကိုအကြမ်းဖက်စစ်တပ်ကဂျိုင်းရိုကော့ပတာနှက်စီးဖြင့်ဖုံးကျဲတိုက်ခိုက်ရာပြည်သူ၂ဦးသေဆုံးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ30ရက်နေ့ညနေ3:00ခန့်တွင်ချောင်းဦးမြို့နယ် ၆မနက်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျိုင်းရိုကော့ပတာနှစ်စီးဖြင့်နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွင်ကျေးရွာနေပြည်သူဦးခက်မာဝင်းအပါဝင်ပြည်သူနှစ်ဦးသေဆုံးပြီးပြည်သူကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများတဲ့တွင်ဆိုရင်ရသူများပါဝင်ကြောင်းသိရှိရပါသည်။စစ်ခွေတွေကဂျိုင်ရိုကော့ပတာနှစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားတာပါပထမကြိမ်ဘုံးတစ်လုံးကျေချခဲ့တာပြည်သူနှစ်ဦးထိခိုက်တယ် တဦးကတော့ထံရရပြီးတဦးသေဆုံးတယ်ဒုတိယအကြိမ်ဘုံကျဲတာတော့တန်ကတော့တပါအပါဝင်ပြည်သူ၈ဦးထိမှန်ထံရရပြီးတဦးသေဆုံးတယ်ဟုဒေသခံပြည်သူတဦးကပြောဆိုပါတယ်အလားတူနိုဝင်ဘာလ၂ရက်နေ့ကလည်းချောင်းဦးမြို့ပေါ်ရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံး၌အထိုင်ကျတပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်က120မမလက်နက်ကြီးလေးလုံးဖြင့်ရန်တမ်းပစ်ခတ်ခဲ့ရာငါးလုံးတင်ကြီးပါအတွင်သို့ကြားရောက်ပောက်ကွဲခဲ့ပြီးအသက်၁၄နှစ်အရွယ်နှင့်၂၂နှစ်အရွယ်အမျိုးသမီး၂ဦးသေဆုံးပြီး အသက်73နှစ်အရွယ်အမျိုးသမီးတအူအပြင်းအထန်ထန်ရရရှိကနေအိမ်မီဖို့ဆောင်တက်ဆောင်လဲဖြက်စီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်အာဏာသိမ်းပြီးနောက်ရခိုင်460ကျော်ဖမ်းဆီးခံရတနိုင်ငံလုံးသေဆုံးမှုအများဆုံးစရင်တွင်ရခိုင်ကသေဆုံးသူ660ဦးဖြင့်အဆင့်လေးတွင် ရှိတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 2021ဖေဖော်ဝါရီလ1ရက်နေ့မြန်မာစစ်တပ်မှဆီယနာသိမ်းပြီးနောက်2025နိုဝင်ဘာလ30ရက်နေ့အထိရခိုင်ပြည်ကလူပေါင်း460တဦးဖမ်းဆီးခံခဲ့ရကြောင်းနိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရဲ့အတင် AAPP စည်ရင်းရတည်ရပါတယ်။တနိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ကောင်စီနှင့်၎င်းတို့၏လက်ပါစီကြောင်းဖမ်းဆီးခံရသူစုစုပေါင်း3045ဦးထိရှိပြီးရဲထဲတွင် အမျိုးသမီး6193ဦးနှင့်ကလေးငယ်629ဦးပါဝင်ကြောင်း AAPP ကဆိုပါတယ်။ ဖန်စီခံရတဲ့အမျိုးသမီးနဲ့ကလေးငယ်များတဲ့တွင်အမျိုးသမီး4296ဦးနဲ့ကလေးငယ်249ဦးမှာအကျဉ်းထောင်တဲ့တွင်ထိမ့်သိမ့်ချုံနှောင်ခန့်ရရဲဖြစ်ပြီးထိမ့်သိမ့်ချုံနှောင်ခန့်ရရဲစုစုပေါင်းဦးရေမှာ22,804ဦးရှိကြောင်းသိရပါတယ်။တနိုင်ကလုံးဖန်စီခံရမှုအများဆုံးမှာ6633ဦးဖြင့်ရန်ကုန်တိုင်းကပထမဆုံးနေရာတွင်ရှိပြီးဒုတိယမှာ9182ဦးဖြင့် မန္တလေးဖြစ်ကြောင်းနှင့်ရခိုင်က460တပ်ဦးဖြင့်အစဉ်၁၂တွင်ရှိပြီးဖမ်းဆီးခံရမှုအနည်းဆုံးမှာကယားကယနီဒေသဖြစ်ကြောင်းသိရပါသည်။စစ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီနှင့်၎င်းတို့၏လက်ပါစိတ်များကြောင့်တနိုင်ငံလုံးအတိုင်းအတာဖြင့်စုစုပေါင်းတိစုံသူမှ8500ဦးရှိပြီးရင်းအထက်တွင်ရခိုင်က660ဦးဖြင့်အစဉ်လေးနေရာတွင်ရှိနေပါသည်။တိစုံမှုအများဆုံးက2829ဦးဖြင့်စကိုင်းတိုင်းကပထမဆုံးဖြစ်ပြီးမန္တလေးက989ဦးဖြင့်ဒုတိယဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းက62ဦးဖြင့်အနည်းဆုံးဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖြတ်မှုကြောင့်စုစုပေါင်းတိစုံသူ8500ဦးထဲတွင်အမျိုးသမီးက25.800ကိုင်းနှုန်း1928ဦးပါဝင်ပြီးကလေးငယ်တိစုံမှုက3000ကိုင်းနှုန်း984ဦးပါဝင်ကြောင်း AAPP စရင်းအရသိရပါတယ်။ စုစုပေါင်းတည်ဆုံးသူ8500ဦးသည် AAPP ကအတည်ပြုထားနိုင်သည့်စည်ရင်ဖြစ်ပြီးအတည်ပြုရန်လိုအပ်နေဆဲဖြစ်သည့်နောက်ထပ်တည်ဆုံးသူ4200ဝန်းကျင်ကိုလည်းဒီကြားပြုစုထားကြောင်း AAPP ကဆိုပါတယ်ရင်းတည်ဆုံးသူစုစုပေါင်းထဲမှ29.800ခန့်လုံးမှာဖမ်းဆီးခံရပြီးနောက်တပ်ဖြတ်ခံရသူများဖြစ်ပြီးစုစုပေါင်းလူဦးရေမှာ2233ဦးရှိခဲ့ကြောင်းသိရပါတယ်ဖမ်းဆီးခံရပြီးနောက်တပ်ဖြတ်ခံရသူများဟုဆိုခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအယားရှိများနှင့်၎င်းတို့၏လက်ပါစီတို့ကအယက်သားများတော်လှန်ရေးတပ်ဖွဲ့ဝင်များအကျဉ်းသားများအောင်ဖမ်းဆီးပြီးမှတပ်ဖြတ်ခဲ့ခြင်းဖြစ်သည်ကိုဆိုလိုသည်ဟု AAPP ကပြောပါတယ်။ရန်ကုန်တိုင်းလှိုင်မြို့နယ်တွင်စစ်ဘေးရှောင်နေသောရခိုင်အမျိုးသားပါတီ ANPE လူငယ်ခေါင်းဆောင်ဟောင်း ဂန်ဘာရီခါကိုခင်ဝင်းမောင်2025ခုနှစ်မေလ31ရက်နေ့ညတွင်စစ်ကောင်စီထံဖမ်းဆီးခံခဲ့ရပါတယ်။အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှ90ညပြင်တရားစွဲပြီးကိုကန်ဘာရီခါကိုခင်ဝင်းမောင်ကိုစစ်ကောင်စီကထောင်ဒဏ်12နှစ်ချမှတ်ခဲ့ပါတယ်။ဆက်လက်ပြီးမြဝတီတွင် KNU ကစစ်ဆေးမှုများလုပ်နေသောမင်းလက်ပံကြားဖြန့်ဝင်းကိုပြန်လည်ရရှိရေးစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရမနီညာပိုင်းထိုင်းဘက်သို့လက်နက်ကြီးကြီးများထပ်မံချရောက်၍ ထိုင်းစစ်တပ်ကမီးကြီးများပစ်ဖောက်တတိပေးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြောက်ဝတီမြို့နယ်အတွင်း KNU ကစစ်ဆေးမှုများလုပ်နေသောမင်းလက်ပံကြားဖြန့်ဝဲကိုပြန်လည်ရရှိရေးစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရာရမန်နီညာပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းခရင်စစ်ရေးတရင်ရမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ရှမနီနိုဝင်ဘာလ30ရက်နေ့မြောက်ဝတီမြို့နယ်မင်းလက်ပံအနီးသို့စစ်တပ်ကအလုံးရေးဖြင့်စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကို KK ပတ်အတွင်မှစစ်တပ်က၎င်း ရောက်ရင်မျိုးဆောင်တန်295ကလကောက်လက်နက်ကြီးများဖြင့်ဖြစ်ကူပေးခဲ့ကြောင်းမြန်မာစစ်တပ်ကပြစ်ခတ်သောလက်နက်ကြီးများမှာရမန်နေနနပိုင်းထိုင်းနိုင်ငံထဲသို့ကြားရောက်ခဲ့ပြီးမြန်မာရွှေပြောင်းအလုတ်သမား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရမန်နေနိုဝင်ဘာလ30ရက်နေ့ညပိုင်းတွင်လည်းမြန်မာစစ်တပ်ကပြစ်ခတ်သောလက်နက်ကြီးကြီးများကထိုင်းဒေသို့ထပ်မံကြရောက်သဖြင့်ထိုင်းစစ်တပ်ကသတိပေးမိချီများမြန်မာဘက်သို့ဖောက်ခွဲပြစ်ခတ်ခဲ့ကြောင်းသိရပါသည်။မနေ့မနက်ပိုင်းကလက်နက်ကြီးကြီး၅လုံးထိုင်းနေကြတယ် ညပိုင်းမှာလည်းလက်နက်ကြီးကြီးလေးလုံးကြတယ်။မနက်ပိုင်းမှာထိုင်းစစ်တပ်ကမီကိုပုံအမြောက်တွေပစ်တဲ့ညပိုင်းလက်နက်ကြီးကြီးတွေကြားတဲ့အချိန်မှာထိုင်းဘက်ကတတိပေးမီးကြီးတွေမြန်မာဘက်ကိုပစ်ခတ်ပြီးတတိပေးတယ်။အခုကမင်းလက်ပံနေရာကိုပြန်သိမ်းဖို့စစ်တပ်ကပြည်သူစစ်နယ်စစ်မှုရန်တပ်သားတွေအများကြီးတုံးပြီးထိုးစစ်ဆင်နေတယ်။နောက်ကလည်းလက်နက်ကြီးပစ်ကူတွေဒရုန်းတွေနဲ့တောက်လျှောက်ပစ်နေတယ်။အခုထပ်တီးတော့ KNU ကထိန်းထားတော့ပဲဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။နှစ်ဖက်တိုက်ပွဲများအကြားတွင်ကြားဖြန့်တရုတ်များနှင့် ရှားဖြန့်ယုံများမှအလုတမများမှပိမိနေဆဲဖြစ်ပြီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးတွင်တောင်တင်နေဆဲဖြစ်ကြောင်းထိုင်းစစ်တပ်ကလည်းတောင်ရင်မြစ်ကမ်းဘေးတွင်တောင်တင်နေသောရှားဖြန့်တရုံများကိုလက်မခံသေးပေဆက်လက်စောင့်ကြည့်နေကြောင်းသိရပါသည်။ထိုင်းဘက်ချမ်းတို့လက်နက်ကြီးကြီးများဇက်တိုက်ချရောက်နေသည့်ဖြင့်ထိုင်းစစ်တပ်ကမြန်မာဘက်မှထိုင်းဘက်သို့ကံကူးကွေများပိတ်ပင်ထားကြောင်းသိရပါသည်။မင်းညကထိုင်းဘက်ကိုလက်နက်ကြီးကြီးတွေထတ်ကြလို့ထိုင်းဘက်ကမိချီတွေမြန်မာဘက်ကိုပြစ်ပြီးကြီးမကျော်ဖို့အချက်ပြတယ်။ ။နောက်ပြီးထိုင်းမြန်မာနယ်စပ်ကန်ကူးတဲ့နေရာတွေခုနှစ်ရက်ပိတ်ပါတယ်။ထိုင်းဘက်ချမ်းမှပြည်သူတွေကိုလည်းကြီလွတ်မဲ့နေရာတွေရွှေ့ပေးနေတယ်။အခုကတော့မင်းလက်ပံဘက်မှစစ်ကြောင်းထိုးလာလို့ဝေါ်လီတရာပိတ်ထားတယ်။ပြီးတော့ထိုင်းမြန်မာနယ်စပ်မော်လီချိုင်းကန်ကူးပိတ်တယ်။ကြောက်ခတ်ကံကူပိတ်တယ်မြင်းလက်ပံပိတ်တယ်အားလုံးပိတ်ထားတယ်ထိုင်းဘက်နဲ့ DKBA ကပိတ်တာပါဟုခရင်စည်ရေးတရင်ရင်မြက်ကပြောဆိုပါတယ် မြဝတီမြို့နယ်မင်းလက်ပံကျေးရွာအနီးရှိကြားဖြန့်ရုံများကို KNU ကနိုဝင်ဘာလ22ရက်နေ့တင်ပိုက်ခဲ့ပြီးအဆိုပါနေရာများရှိကြားဖြန့်အလုပ်ရုံနှင့်ဝင်းများကိုစုံစမ်းစစ်ဆေးရေးများလုဆောင်နေခြင်းစစ်တပ်ကထိုးစစ်များအရှိန်အဟုန်ပြင်းနေခြင်းဖြစ်ပါသည်